စစ်အနိုင်တိုက်စစ်နိုင်ရောပြီးပြီလားဒီကအိုင်ဒီယာကစစ်နိုင်တယ်ဆိုတဲ့စကလုံးအနက်အဓိပ္ပာယ်ကိုဘသူကဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်နေတယ်လဲဆိုတာပဲဖြစ်တယ်အခုချိန်မှာလူအများစုထင်နေတဲ့အနိုင်စစ်အနိုင်တိုက်တယ်ဆိုတာက နိုင်ပွဲအတုဒါမှမဟုတ်ရင်အစိတ်အတော့ဖြစ်စေနိုင်ပါတယ်စစ်ကောင်စီကိုစေရေးအယအနိုင်ရတာနဲ့ပဲနိုင်ငံရေးပန်းတိုင်းရောက်ပြီလို့ယူဆလို့မရပါဘူးဒါဟာနောက်ထပ်ပြည်တွင်းစစ်ကိုမွေးနေတယ်လို့တော့ပြောလို့ရပါတယ် တော်လာရေးဆိုတာကိုစစ်ကောက်စီကိုလက်လက်ကိုက်အနိုင်တိုက်ပြီးဖျောက်ချရေးဆိုတဲ့စစ်ရေး project တစ်ခုတည်းလို့မာရင်းစွာတစိုက်ကတ်လိုက်တာပဲဖြစ်တယ်။တဟာအိမ်ဆောက်တဲ့ဆိုတာအိမ်ဟောင်းကိုဖြိုတာလောက်နဲ့ပဲသွားပြီးတူညီနေတာပါ။အိမ်ဟောင်းဖြိုတယ်ဆိုတာကပထမအဦးဆုံးလမ်းနဲ့ခြေလမ်းပဲရှိပါသေးတယ်။ပြောမယ်ဆိုရင်တော့စစ်ရေးအရာနိုင်တယ်ဆိုတာအာနာလီဟာနဲ့တစ်ခုကို ထန်တီးလိုက်တာနဲ့အတူတူပါပဲ။နိုင်ငံရေးပန်းနိုင်ဆိုတာအဲ့ဒီအာနာလီဟာနဲ့ကို ဘလို့စနစ်နဲ့အစားထိုးမလဲဆိုတဲ့ပုံစံအစ်တစ်ခုဖြစ်ပါတယ်စစ်ကောင်စီကိုအနိုင်တိုက်နိုင်တာနဲ့အဲ့နိုင်ငံရေးပန်းနိုင်ရောက်ပြီလို့ယူဆလို့မရပါဘူးအဲ့လိုယူဆလိုက်ရင်တော့စစ်ပွဲရဲ့အရည်ရွယ်ချက်ကိုနားလည်မှုကြီးကြီးမားမားကိုလွဲနေတာပဲဖြစ်ပါတယ်စစ်အနိုင်ရခြင်းဟာပွဲပြီးတာမဟုတ်ပါဘူးပွဲတကယ်စားဖို့ကွင်းကိုရှင်းလင်းရေးလောက်တာလောက်ပဲဖြစ်ပါတယ်ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့အိမ်မှာကြွက်တွေ တော်တော်လေးတောင်းကျမ်းနေလို့ကြားတကောင်မွေးလိုက်တယ်ဆိုပါတော့အဲ့ဒီကြောင့်ကကြွက်တွေအကုန်ရှင်းလိုက်နိုင်ပါတယ်ဒါဆိုရင်ကြွက်နိုင်ရင်ပြီးပြီဆိုပြီးတော့အဲ့ဒီကြောင့်ကိုထမင်းချက်ခိုင်းလို့ရပါမလားကြွက်နိုင်တဲ့စွမ်းရည်နဲ့ထမင်းချက်တဲ့စွမ်းရည်ကလောကမတူပါဘူးစစ်တိုင်းနိုင်တဲ့စွမ်းရည်နဲ့နိုင်ငံတီထောင်တဲ့စွမ်းရည်ဆိုတာဟာလည်းအဲ့လိုပဲဖြစ်ပါတယ်အဲ့ဒီမှာတချို့ကတော့ပြောမှာပေါ့ဒီစစ်အာဏာရှင်ရှိနေသေးပြီဘာမှလုပ်လို့မရဘူး ဒါကြောင့်အရင်ဆုံးစစ်ကိုအရင်နိုင်အောင်တိုက်စစ်နိုင်မှနိုင်ငံရေးဆက်လုပ်လို့ရမယ်။ဒါဟာတော်တော်များများလက်ခံပြီးတော့နားလည်ထားတဲ့အယူဆမှန်ပါတယ်။စစ်အရင်နိုင်အောင်တိုက်ဆိုတာကငင်းစရာတော့မဟုတ်ဘူး။စစ်နိုင်ပြီးမှစဉ်းစားမယ်ဆိုတဲ့အတွေးကမှပြဿနာပဲ။ဘာဖြစ်လို့လဲ။စစ်ပွဲကလာမှဖွဲ့စည်းထားတဲ့စစ်ရေးမဟာမိတ်တွေဟာစစ်အနိုင်ရသွားတာနဲ့ပဲသူတို့ရဲ့ဘုံရံသူပျောက်သွားပါတယ်။ အဲ့ဒီခါမှာနိုင်ငံရေးသဘောတူညီချက်တော့ကြိုတင်ပြီးတော့မရှိထားဘူးဆိုရင်အဲ့ဒီဆေးရေးမဟာမိတ်တွေကိုယ်တိုင်ကနောက်ထပ်နောက်ထပ်ပြည်ရင်းစစ်တွေရဲ့ဇက်ကောက်အစ်စ်တွေဖြစ်လာပါလိမ့်မယ်။ပြဿနာကအောင်နိုင်သူစိတ်ဓာတ်ဖြစ်လာတဲ့အခါမှာနေပါ80ကျော်စစ်တိုက်လာရတဲ့နိုင်ငံမှာပြဿနာကိုလန်ဒန်နဲ့ဖြည့်ရှင်းချင်းဟာ DNA ဓာတ်ဒီကိုမှဆွဲနေပြီဖြစ်စက်ကောက်စီကိုနိုင်သွားတဲ့အဖွဲ့အစည်းတွေကသူတို့ရဲ့အောင်ပွဲကိုဒါဟာအမှန်တရားရဲ့နောက်ဆုံးအတိပြုချက်ဆိုပြီးတော့မြင်သွားနိုင်ပါတယ် ငါတို့နိုင်ခဲ့တယ်ငါတို့နိုင်အောင်တိုက်နိုင်ခဲ့တယ်ဒါဟာအမှန်တရားနိုင်အောင်အသက်တွေပေးဆက်ပြီးတိုက်ခဲ့တယ်ဒါကြောင့်ငါတို့ရဲ့လမ်းကြောင်းဟာအမှန်ဆုံးငါတို့ရဲ့အတွေ့အခေါ်ဟာနီလန်ကြတဲ့အတွေ့အခေါ်ဖြစ်တယ်သူတို့နဲ့သဘောမတိုက်ဆိုင်တဲ့မတူတဲ့အခြားအဖွဲ့တွေကို like ပါမတိုက်ခိုက်တဲ့အတွက်ပဲဖြစ်ဖြစ်ကြံနေရတာပဲဖြစ်ဖြစ်တစ္ဆာဖောက်ဒါမှမဟုတ်ရင်ရန်သူအစ်စ်လို့မြင်မြဆက်ဆံတမ္မာပြစ်လိုက်နိုင်ပါတယ်တော့ကနောက်ထပ်စစ်ပွဲရဲ့ music အစ်စ်ပဲဖြစ်ပါတယ် တကယ်ပြဿနာအရင်မြစ်ကစစ်နိုင်မှလားစစ်နိုင်ပြီးရင်ဘာဖြစ်မလဲဆိုတဲ့မေးခွန်းကိုစစ်မနိုင်ခင်ကတည်းကရှင်းရှင်းလင်းလင်းမဖြစ်ရှင်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါဟာတကယ်ပြဿနာအရင်မြစ်ပါ။တကယ်တော်လိုက်ရေးဆိုတာစစ်ကောက်စီကိုဖြုတ်ချပြီးတာနဲ့မပြီးပါဘူး။စစ်ကောက်စီလိုအာနာရှင်စနစ်ကိုမွေးထုတ်ပေးတဲ့အတွေးခေါ်စနစ်ဟောင်းကိုပါဖြိုချနိုင်မှပြီးမှဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော် အမြဲတမ်းဘာကိုယုံရမလဲဘာကိုနားထောင်ရမလဲဘာကိုစင်စာတွေးခေါ်ရမလဲဆိုတဲ့အဥ္စာကိုအမြဲတမ်းအလေးထားပြီးပြောနေရတာဖြစ်ပါတယ်။စေရေးအောင်ပွဲကိုမျက်စိမိတ်ချီကျူးနေဖို့မဟုတ်ပါဘူး။အဲ့ဒီအောင်ပွဲရဲ့နောက်ကွယ်မှာဘယ်လိုနိုင်ငံရေးပုံစံအသစ်ပုံဖော်ဖို့ကပ်ပါလာတယ်လဲဆိုတာကိုကျွန်တော်တို့မြင်အောင်ကြည့်ပြီးဝေဖန်ပိုင်းခြားနိုင်ဖို့လိုပါတယ်။ဒီစစ်နိုင်ရင်ပြီးပြီဆိုတဲ့ကိစ္စမှာဘယ်အချက်ကယုတ်တိအရှိဆုံးထဲတယ်။မဟုတ်ရင်ဘယ်အချက်ကစိုးရိမ်စရာအကောင်းဆုံးလို့မြင်တယ်။ ဆိုလိုချင်တာကစစ်နိုင်ရင်ပြီးပြီနိုင်ငံရေးခဏထားခဲ့တဲ့အခြေအနေမျိုးစစ်နိုင်ရင်ပြီးပြီနိုင်ငံရေးပါတခါတည်းကပ်ပြီးတော့ပါလာတဲ့အောင်ပွဲခံမှုဒါကပို့ပြီးအကောင်းဆုံးလေမေကောတခုမေ့ချင်ပါတယ်ခင်ဗျားတို့လိုချင်တာအနိုင်ရတဲ့အဖွဲ့စည်းအသစ်တစ်ခုလားဒါမှမဟုတ်ရင်ဘယ်သူနိုင်နိုင်ပြီးသူဘယ်တော့မှမရှုံးတော့မဲ့စနစ်အသစ်တစ်ခုလားဆိုတာကိုကွန်မန့်မှာရေးခဲ့ပေးပါ